ရခင်ကျွန်တော်အခုစားလို့မတွေ့တော့ဘူး။အမလီတော်သားရတဲ့ချောင်းချောင်းဖတ်နေပြီ။အေးဖုန်းလို့တွေ့လို့ရလား။ကုတ်ချောင်းမြောက်တက်ပြင်မယ်။မကားသေးဘူးလား။ဟုတ်ကဲ့မယ်။ကျွန်တော်အဝစားလဲမလို့။ကရင်သွားမယ်။

ဖူးဆုံလို့နေရဟိုအခုမှမဟုတ်လေနော်ကျွန်တော်ကျွန်တော်စပြီးတော့ရိုက်ခဲ့ရပထမဖူးဆုံစရိုက်ခွင့်ရတာဖူးဆုံနေလေဆိုတော့ဒါတွေကအမှတ်တရတွေပေါ့နော်ကိုနဲ့အမှတ်တရဖြစ်တဲ့သူတွေအာကိုဖြိုးဆိုတာလည်းကျွန်တော်တို့မရိုက်ခင်တည်းကတကယ်ကိုမင်းသားကြီးတန်းမှာသူကလည်းသူမင်းသားငယ်တန်းမှာသူရိုက်ပြီးတော့မင်းသားကြီးဖြစ်နေတဲ့အချိန်မှာအခုလိုမှပြန်ဆောင်ခွင့်ရတယ်ကိုချမ်းဆိုလည်းကို့အကိုအရင်လိုပဲကျွန်တော်စိုးစိုးမြခံနေဆိုတော့ဒီလူဒီလူတွေနဲ့လှုပ်လှုပ်ခွင့်ရတာကျွန်တော်တို့ကတော့ကောင်းချင်းတွေပါပဲဆိုတော့ဒီကားလေးကကျွန်တော်ဖြစ်ရှင်တဲ့ပုံစံတိုင်းကိုပေါင်ချမ်းလို့ပါလေအာသူ့ရဲ့ သူ့အမြင်နဲ့ပေါ့နော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့အဲလှုပ်ထားပေးရပါပေါ့နော်ကျွန်တော်ခဏနေကြရင်တော့သူကြည့်ရအောင်ပါပေါ့ဟုတ်ကဲ့ဒါပတ်ဝန်းကျင်လူတွေပေါ့တော့ကိုပြောရဆက်ပြီးတော့ကိုတော်ကိုကြောက်တော့ကိုသူတို့ရောတော့တော့ရုပ်တီနဲ့ငဲဆက်နောက်တက်တယ်ဟုတ်ဟုတ်နောက်ကြည့်ကြောင်းပေးရတယ်သူတို့တော့ပြောမှာပေါ့ကျွန်တော်မပြောပါဘူး ပြောမို့မပြောမဘယ်လိုကောင်းမလဲအလုံးလုံးနေရတာပျော်ပါတယ်ဒါပေမဲ့တာဝန်ယူထားတဲ့အပိုင်းကအများကြီးပဲလေတာဝန်ယူထားတဲ့အပိုင်းအများကြီးဆိုတော့အာဒီကျွန်တော်တို့မန်နေဂျာကြီးဥသက်ထွေးဟောနောက်ဒီ AD ဖြစ်တာဝန်ယူတဲ့ဒီယာစာတက်နိုင်တို့ကကျွန်တော်တို့ကခေါင်းအလိုခဲပြီးတော့မှဟောတရက်တရက်အလုပ်ကိုပြီးမြောက်အောင်လုပ်ရတာဆိုတော့ဟောကျွန်တော်တို့အလုပ်လုပ်ရတော့ပျော်တယ်ဒါပေမဲ့ရိုက်ခွင်းမှာတော့အဲ့လိုပျော်ဖို့အချိန်ကိုမရှိပါဘူးဟုတ်အဲ အဒီအိမ်ပေါ်မှာအဓိကတော့ driver ပေါ့နော် driver ကကျွန်တော်တို့ primary တွေကသူလိုချင်တဲ့ပုံစံတွေသူလိုချင်တဲ့ item တွေအကုန်လုံးကိုပေါ့နော်အတေချာလေးကိုအဲတေချာလေးကိုသူလိုအပ်တဲ့ဟာတွေကိုအတိုင်းကိုပြောပြထားတဲ့အတွက်အတိုင်းနေနဲ့ကလည်းအဲသူတို့ပြင်ဆင်လာတဲ့အတိုင်းကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့တည်ဥဆောင်ကြတာပေါ့နော်ဆိုတော့ ်ကျွန်တော်အနေနဲ့ကတော့တေးဥဆောင်တဲ့အချိန်မှာတော့တေးဥဆောင်စိတ်ပဲရှိပါတယ်။ကျန်တဲ့ကျန်တဲ့အချိန်ကတော့ဒါ producer တယောက်အနေနဲ့လုပ်ဆရာရှိရတဲ့အကုန်လိုက်လုပ်တော့ပေါ့။ producer ဆိုတာကလေကျွန်တော် person site ထုတ်ထားတဲ့ producer မဟုတ်ပါဘူး။ဒီလောက်တစ်ခုလုံးကိုထုတ်လုပ်သူအနေနဲ့တောင်းယူထားတဲ့အခန်းကဏ္ဍတွေပါ။ဟုတ်ကာအစအနေအဆုံးအထိပေါ့။ဟုတ်။အဲဆိုတော့ကျွန်တော်တို့ဒီနေမွေရာဇက်ကားလေးကအမ် အားသာကားအနေနဲ့ဆို၎င်းကြောက်စရာကားအနေနဲ့ဆို၎င်းကလာကြည့်ရဲ့လူပေါ်ပါမူတည်ပါတယ်ဆိုတော့လာရောက်ကြည့်ရှုအားပေးဖို့အတွက်လေးစားစွာဖိတ်ကြားပါတယ်ခင်ဗျအများကြီးလို့ဒီအမားကြီးနေတည်တဲ့နေအောင်ကြိုးစားတော့ပါအောင်